ပရိသတ်တွေအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစည်းအဝေးမစခင်မှာထုံးစားတိုင်းပဲ channel subscribe လုပ်ရသေးတဲ့သူများရှိရင်လှုပ်ထားပြီးတော့လှုပ်ပြီးသားသူတွေကတော့ဒီနေ့အစည်းအဝေးကိုခေါင်းလောင်းလေးထိုးပြီးတော့ကြည့်မယ်ပြီးရင် VPN လေးဖြွင့်ပြီးတော့ကြည့်ပေးကြရင်လည်းကျွန်တော် support လုပ်ပေးလို့ရပါတယ်ဒီနေ့မှာကတော့ကျွန်တော်တောက်လျှောက်တင်ဆက်ပေးလာခဲ့တဲ့ from season 2ရဲ့နောက်ထပ်တစ်ပိုင်းကိုဆက်ပြီးတော့ရောက်ပြီးဖြစ်တာမလို့ဇက်ရှင်တက်နေလုံးလေးအတူတူခန်းစားကြည့်လိုက်ပါခင်ဗျာ let's go ရှိကပိုင်းဒီမှာတော့ရဲမှုဘွိုက်က မကောင်းဆိုးရတဲ့ကောင်ကိုတတ်လိုက်နိုင်ဖြစ်ပြီးတော့ဗီတာရဲ့အကြောင်းကလည်းတဖြည်းနဲ့ရုပ်လုံးပေါ်လာခဲ့ပါပြီ။ဖာတီမာကတော့သူ့ကိုယ်သူကိုဝင်ရှိနေပြီလို့တန်တရားဆပြီးတော့ဝင်လာတဲ့အတွက်ခရစ်စတီနဲ့တိုင်ပင်ပြီးတော့ကိုဝင်တကယ်ရှိမရှိကိုစစ်ဆေးပါတော့တယ်။ဒေတာဆစ်ကြည့်ပြီးနောက်မှာတော့ခရစ်စတီကဖာတီမာမှာကိုဝင်ရှိနေတာတေချာတယ်လို့ပြောလိုက်ပြီးဖာတီမာတော့မယုံနိုင်ဖြစ်နေရပါတယ်။ခရစ်စတီကအဲလစ်ကိုဒီအကြောင်းပြောပြီးလားလို့မေးတော့ဖာတီမာကမပြောရသေးဘူးလို့ပြန်ပြောလိုက်ပါတယ်။ခရစ်စတီကဖာတီမာကိုအားပေးနေပြီးဖာတီမာကတော့ကိုဝင်ရှိတဲ့အတွက်ဝမ်းသာမယ်စာတစုံတရာကို စိုးရိမ်နေတဲ့ပုံပေါက်နေပါလေ။ဒုံနဲ့နောက်နေမနဲ့မိုးလင်းလာခဲ့ပါပြီ။ White ကစေကန်းထဲကနေထွက်ပြီးတော့မြေပေါ်မှာလဲနေတဲ့မကောင်းဆိုးရတဲ့အလောင်းကိုသွားပြီးတော့ဆစ်ဆေးပါလေ။မကောင်းဆိုးရကတိတ်ဆုံးသွားတဲ့ချိန်မှာတော့သူတို့ရောင်ဆောင်ထားတဲ့လူပုံစံမပေါက်တော့ဘဲလက်သေးရှည်တွေနဲ့ကြောင်းမက်ဆရာပြန်လာကြီးနေတကယ်ကိုမကောင်းဆိုးရပုံစံဖြစ်ပါလေ။ကန်ဒီကမကောင်းဆိုးရရဲ့အလောင်းကိုမီးရှို့ပြစ်တဲ့လို့ပြောပေမဲ့ White ကတော့ငါတို့သူ့အလောင်းကိုအထဲကိုယူသွားမယ်လို့ပြောလိုက်ပါလေ။ကန်ဒီကတော့ဒီအကြောင်းလက်မခံချင်ပါဘူး။ Chrissy ကလည်း White ပြောတာဟုတ်တယ်။ ဒါကငါတို့မကောင်းဆိုးရတဲ့ကိုလေးလာနိုင်မယ်အခွင့်အရေးပဲလို့ပြောလိုက်တာပါခရစ်စီကအလောင်းကိုယင်ခွဲစစ်ဆေးကြည့်ဖို့စဉ်းစားနေပြီးတော့ကန်ဒီကတော့ငါတို့ဒီအလောင်းညို့ထိတာဘေးကင်းချင်မှကင်းလိမ့်မယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့ခရစ်စီကတော့အလောင်းကိုယင်ခွဲစစ်ဆေးဖို့ဆုံးဖြတ်လိုက်တော့တာပါဝိုက်ကသူသားအဲလစ်ကိုကိုလိုနီအိမ်ကြီးစီပြန်ဖို့ပြောလိုက်ပေမဲ့အဲလစ်ကတော့ကျွန်တော်လဲဒီမှာဆက်နေပြီးတော့ကူညီပေးမယ်လို့ပြောလိုက်တာပါဒါပေမဲ့အဲလစ်ဈေးကမ်းမှာဆက်နေရင်ကိုလိုနီအိမ်ကရောမျိုးတွေကပါလူတွေများကြီးသူ့ကိုသတင်းပေးဖို့အတွက်ရောက်လာတော့မှာပါဝိုက်တို့ကအလောင်းခွဲစိတ်တော့လူမသိသူမသိလှုပ်ချင်တာဖြစ်တဲ့အတွက် ်အဲလစ်နဲ့ဖာတီမာကိုပြန်ပြီးတော့လွတ်လိုက်ပါတယ်ဂရေစီကတော့အဲလစ်ကိုဖြည်းဖြည်းပြန်ဖို့နဲ့အသက်ရှူအားခတ်တာနဲ့ချက်ချင်းပြန်လာဖို့အတွက်ကိုမှားလိုက်ပါတယ်ကန်နီကတော့ခုထိဘွိုင်းနဲ့ခရစ်စီတို့ရဲ့အကြံကိုလက်မခံသေးပဲမကောင်းဆိုးအောင်အိမ်ထဲခေါ်မသွင်းဖို့တားနေတော့မှာဒါမှမှဒေါ်နာကတော့ကိုလိုနီအိမ်ကြီးကိုပြောင်းနေဖြစ်ပြီးတော့အဲလစ်ကိုဓာတ်နဲ့ထိုးခဲ့တဲ့အတွက်ဒေးကိုဒေါသထွက်နေပါတယ်ဒေးကတော့သူတမင်လောက်ခဲ့တာမဟုတ်ကြောင်းနဲ့မတော်ဆထိုးမိတာဆိုပြီးတော့ပြောနေခဲ့ပါတယ်ဒေါ်နာကတော့ဒေးကိုအခန်းတစ်ခန်းထဲမှာပိတ်ထားပြီးသူ့လူတွေကိုစောင့်ခိုင်းထားလိုက်ပါတယ် ။ဘတ်စကားမောင်းတဲ့မျိုးသမီးဘတ်တာကတော့ဒိုနာကိုရှင်နွမ်းတို့လူကိုဘလို့လောက်မှာလဲလို့လာပြီးတော့မေးပါတယ်။ဒေးကဘတ်စကားဘောကလူတွေကိုညဘက်ကြီးအိမ်ကနေမောင်းထုတ်ဖို့လောက်ခဲ့တဲ့အတွက်သူတို့ကဒေါသထွက်နေတာပါ။ဒီလိုနဲ့ကျမတို့တိန်နဲ့အတူမနေနိုင်ဘူးလို့ဘတ်တာပြောလိုက်ပြီးတော့ဒိုနာကတော့ငါတို့ဒီပြဿနာကိုဖြေရှင်းပေးပါမယ်လို့ပြောလိုက်ပါတယ်။အဲ့ချိန်မှာပဲအဲလစ်ကိုပြန်လာတဲ့အတွက်ဒိုနာကအဲလစ်ကိုပြေးပြီးတော့တွဲပေးပါတယ်။အဲလစ်ကအသက်အန္တရာယ်မထိခိုက်ဘဲနဲ့အခုလိုအကောင်းတိုင်းပြန်လာတဲ့အတွက်ဒိုနာတော်လေးဝမ်းသာနေတာပါ။တဖက်မှာတီယန်ချန်တို့အိမ်မှာတော့ ဂျင်းတို့မိသားစုနဲ့တရန်ချမ်းကမနက်စာစားဖို့ပြင်ဆင်နေကြပါတယ်။အီတန်လေးကသူဒီနေ့ဗစ်တာနဲ့သွားတွေ့ကျင်တယ်လို့ပြောတော့ဂျင်းကမသွားဖို့အတွက်တားပါတယ်။ဂျူလီကသူလည်းဒီနေ့ကိုလိုနီအိမ်ုံသွားမှာဆိုတော့အီတန်ကိုခေါ်သွားပေးမယ်လို့ပြောပေမယ့်ဂျင်းကတော့ဘယ်သူမှကိုလိုနီအိမ်ုံမသွားဘူးလို့ပြောလိုက်ပါတယ်။တပီသားကကလေးတွေကိုသူတို့သွားကျင်တဲ့နေရာကိုလွှတ်ပေးကျင်တဲ့အတွက်အိုင်မာရင်ဂျင်းနဲ့တပီသားတို့စကားများကြပါတော့တယ်။တပီသားကနေကကလေးတွေကိုမြောက်ခမ်းထဲမှာတော့ပိတ်ပြီးတော့ထားကျင်တာလားလို့မေးလိုက်ပြီးငါတို့တွေသူတို့လှုပ်ချင်အောင်မလှုပ်ပေးရင်ခိုးသွားကြလိမ့်မယ်လို့ပြောလိုက်ပါတယ်။ ဂျင်ကတော့ဗီတာလိုစိတ်မနှံ့တဲ့ပုံစံနဲ့လူမျိုးနဲ့ငါကလေးကိုပောင်းသိမလို့စီချင်းဘူးလို့ပြောလိုက်ပြီးဒဗီတာအဲ့လူကနေသမီးနဲ့ငါအသက်ကိုကယ်ခဲ့တာပဲလေလို့ပြန်ပြောလိုက်ပါတယ်ဂျင်ကတော့ဒီနေရာကြီးကိုလူတွေဖန်တီးထားပြီးသူတို့ကိုစမ်းသပ်နေတာလို့ထင်နေတာကြောင့်ဗီတာကိုလည်းသူကမယုံဘူးဖြစ်နေတာပါရေဒီယိုကနေလူတယောက်တန်းအောင်ကြားပြီးကလေးကဂျင်ဟာသူ့ရဲ့ဒီယူဆကိုခေါင်းထဲကနေမထုတ်နိုင်ဘူးဖြစ်နေပါတယ်ဒါပေမဲ့ဒဗီတာကတော့ဂျင်ကိုနေရဲ့ယူဆမားနေရလို့ပြောလိုက်ပြီးငါလှိုင်ကောင်းထဲမှာမကောင်းဆိုးအားတွေကိုကိုယ်တိုင်မြင်ခဲ့တာလို့ပြောလိုက်ပါတယ် နေကြားလိုက်တဲ့တန်လူတယောက်တန်မဟုတ်တော့ဘူးဆိုတာရောနေတွေးမိလားလို့မေးလိုက်ပါတယ်။အဲနောက်တပီသားတို့ဂျင်းကိုဖြောင်းပြလို့မရတဲ့အတွက်စိတ်ပြက်လက်ပြက်နဲ့ထွက်သွားခဲ့ပါတယ်။တပီသားထွက်သွားပြီးတော့ဂျင်းကရန်တဲတယောက်ဘတ်စကားခေါင်းမိုးပေါ်တက်ပြီးတော့ drone တစ်စီးကိုမောင်းနေတာမြင်လိုက်ပြီးအကြံတစ်ခုရသွားပါတော့တယ်။တဖက်မှာရဲမှုပိုက်တို့ကတော့မကောင်းဆိုးအလောင်းကိုစေကန်းနဲ့ကိုခေါ်လာခဲ့ပါပြီ။ခရစ်စီကဒီကောင်ကိုခွဲစိတ်ဖို့အတွက်ဆိုရင်အယိုးဖျက်ဖို့လွှာတစ်ချောင်းနဲ့လက်အိတ်လိုတယ်လို့ပြောလိုက်ပါတယ်။ ကန်ဒီကတော့ဘွိုက်ကိုခမားကိုရဲကဘိုးကောင်လေးဒီမကောင်းဆိုးရတဲ့ထိတ်လိုက်လို့မကောင်းဆိုးရတည်သွားတာလေးလို့ပြောလိုက်ပြီးအဲ့ဒီဘိုးကောင်လေးကအခုဒီကောင်းကိုထဲမှာရှိနေမှာမဟုတ်ဘူးလားလို့မေးပါတယ်အဲ့ဒီမှာပဲမာရီယာကရုပ်ဆိုးလုံးနဲ့မကောင်းဆိုးရတဲ့မျက်ခွက်ကိုကြည့်ပြီးတော့အော်ဂလီဆန်လာနဲ့ပြေးပြီးတော့အန်မီပါတော့တယ်မာရီယာဆေးဖြတ်နေတာဖြစ်တဲ့အတွက်အခုလိုအချိန်ဒီမှာမခံနိုင်ပဲအန်မီသွားတာဖြစ်ပါတယ်ခရစီကလွှားနဲ့လက်အမြန်လိုချင်အောင်ပြောလိုက်ပြီးတော့ဒီကောင်းကြီးကိုကျမတို့အိမ်ထဲမှာကြာကြာမထားချင်ဘူးမြန်မြန်ကိစ္စဖြတ်မယ်လို့ပြောတဲ့အတွက်ကန်ဒီလည်းလိုတဲ့ပစ္စည်းတွေသွားယူပေးလိုက်ပါတယ် ဂျင်ကတော့ရန်ဒဲစီကိုရောက်လာပြီးတော့အိမ်ပြိုကျတဲ့နေရာသူ့ကိုကူညီခဲ့တာအတွက်ဂျေဆုတင်ချောင်းပြောလိုက်ပါတယ်ပြီးတော့ဂျင်ကဒီညာနဲ့ပတ်သက်လို့သူ့မှာ theory တစ်ခုရှိကြောင်းပြောပြီးတော့သူတို့နှစ်ယောက်ဒါကိုပူးပေါင်းပြီးတော့လှုပ်ဖို့ရန်ဒဲကိုစီယုံလိုက်ပါတယ်ဓမ္မမဂျူလီနဲ့အီတန်လေးကတော့တပီသားခွင့်ပြုလိုက်တဲ့အတွက်ကိုလိုနီအိမ်ကြီးကိုရောက်လာခဲ့ကြပါတယ်ဗီတာအစ်ပင်တွေနေရာရွေသွားလားဆိုတာကိုထပ်တိုင်းနေပြီးအီတန်သူ့ကိုစကားလာပြောပြီးမယ်ဗီတာအီတန်ကိုအိမ်ပြန်ဖို့ပဲပြောပါတယ်ဗီတာငါးနားမှာနေတဲ့လူတွေကစိုးရတာကြီးကြုံရတတ်တယ်လို့ပြောပြီးတော့မင်းငါနဲ့ဝေးဝေးနေလို့ပြောလိုက်တာပါ အားနဲ့ Ethan လည်းစိတ်ဆိုးပြီးတော့ပြန်ဖို့လုပ်တော့မှ Vader က Ethan ကိုခေါ်ပြီးတော့အတူတူဆော့ဖို့ပြောလိုက်ပါတယ်။ Marion ကတော့မကောင်းဆိုးအားကြောင့်တော်တော်နေမကောင်းဖြစ်နေပြီးသူ့ကိုအိပ်ရာပေါ်မှာနားနိုင်ဖို့အတွက် Chrissy ကလှုပ်ပေးနေပါတယ်။ Chrissy က Marion ဆေးပြန်ဆွဲတာသူ့ပျောက်သွားတာကြောင့်ဆိုပြီးတော့သူ့ကိုသူအပြစ်တင်နေတဲ့အတွက် Boy ကသူ့ကိုဖြောင်းပြပေးနေရပါတယ်။တမမမှာတော့ Tabitha ကဂျိတ်နေတဲ့ဘာကိုရောက်လာပြီးတော့ဂျိတ်ကအရက်ချက်နေအစ်စ်ထွင်းနေတာပါ။ Tom ရှိတော့ကလှုပ်ခဲ့တဲ့အာလူရက်ရဲ့အရသာကိုဂျိတ်ကတော့မုန်းတဲ့အတွက် ူကသူအရက်ချက်တဲ့နီးကိုအစ်စ်ထွေးနေတာပဲဖြစ်ပါတယ်တပိသားဟိုတနေ့ကတော့တဲမှာသူတယောက်တည်းပုံရိပ်တွေကိုမြင်အောင်ပြီးတော့အော်ဟစ်ကြောက်လန့်နေအောင်ဂျိတ်ကမြင်သွားပြီမယ်အံဩသွားတဲ့ပုံမပေါ်တဲ့အတွက်ဘာလို့မအံဩတာလဲလို့မေးပါတယ်အားနဲ့ဂျိတ်ကငါလဲနေလို့ပဲတကယ်မရှိတာတွေကိုမြင်နေရတာလို့ပြောပြလိုက်ပါတယ်သူကိုပြည်ရင်းစစ်တုံးကစစ်သားဝိစုံတဲ့လူတယောက်ကလိုက်တပ်ဖို့လှုပ်ခဲ့တာတွေခရစ်ဆိုဖာကိုမြင်နေရတာတွေနဲ့သူမြင်နေတဲ့တင်ဂေရာတွေအကြောင်းဂျိတ်ကတပိသားကိုပြောပြလိုက်ပါတယ်ဂျင်ကတော့ရန်တဲကိုမျိုးပြင်အားသူတို့ရဲ့နောက်တွဲကားစီခေါ်လာနေပြီးတော့ဒီနေရာကြီးဟာ လူတွေဖန်တီးထားတဲ့ဇန်းတက်ကန်တစ်ခုဖြစ်နိုင်ကြောင်းဒုတိယကဘာစီပြီးကလေးကအစိုးရတွေလူတွေဒီလိုအခြေအနေမှာဆိုလို့ရှိရင်ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုလေ့လာဖို့အတွက်ဒီလိုစမ်းသပ်မှုတွေလုပ်လို့ရှိတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ရန်တဲကလည်းမကောင်းဆိုးအားဆိုတာကိုသိပြီးတော့မယုံကျင်တဲ့လူဆိုတော့ဂျင်းနဲ့နှစ်ယောက်သားကီးကိုက်သွားကြပါတော့တယ်။ဂျင်းကသူ့ကားထဲမှာရှိတဲ့ရေဒီယိုလာယူတာဖြစ်ပြီးတော့ရန်တဲနဲ့ဒရုန်းနဲ့အင်တာနက်အမြင်ကြီးတင်နိုင်လို့ရှိရင်ရေဒီယိုထပ်လွှင့်လို့ရမယ်လို့ယူဆနေကြတာပါ။ရန်တဲကမင်းဒီညာကြီးကိုစမ်းသပ်မှုတွေတခုလို့ထင်နေဆိုရင် ဒီမှာရှိတဲ့လူတချို့ကလည်းအဲ့ဒီစမ်းသတဲ့အဖွဲတွေကပဲဖြစ်မှာပေါ့လို့ပြောလိုက်ပါတယ်။ရန်တရဒိုနာတို့ဘွိုက်တို့အတွင်းလူတွေဖြစ်နေထင်နေတာပဲဖြစ်ပါတယ်။အဲ့လိုအတွင်းလူတွေထဲထားမှသူတို့ငါတို့သေးတာစောင့်ကြည့်လို့ရမှာလေလို့ရန်တရပြောလိုက်တာကြောင့်ဂျင်းလဲတွေးဝေသွားပါတော့တယ်။ဒါမှမှဂျူလီကတော့အဲလစ်တို့ဗာဒီမာတို့စီလာပြီးတော့အဲလစ်ရဲ့ဒဏ်အခြေအနေကိုသတင်းလာပြီးတော့မေးပါတယ်။ဒိုနာလည်းသူတို့မှာရိတ်ခါနဲနေပြီမဲ့ဒဏ်အရထားတဲ့အဲလစ်တို့ကအစားအသောက်တွေအများကြီးပြင်ဆင်ပြီးတော့လာပို့ပေးပါတယ်။ဒိုနာမင်းညာသူရှိမနေခဲ့တဲ့အတွက်တောင်းပန်တောင်းပြောလိုက်ပြီး ဖာရီမာကိုလည်းညာရင်းချင်းအဲလစ်ကိုစေကန်ခေါ်သွားပြီးတဲ့အတွက်ချီးကျူးပါတယ်။ဂျူလီယာတော့အိမ်ထဲကပြန်ထွက်လာတဲ့အချိန်မှာအဲဂျင်နဲ့တွေ့နေပြီးတော့အဲဂျင်ကသူ့ကိုစကားပြောဖို့အတွက်ခေါ်သွားခဲ့ပါတယ်။ဘိုက်တူကတော့မကောင်းဆိုးအလောင်းကိုစတင်ခွဲဆဲဖို့လုပ်နေပြီးဂရီစီယာဓာတ်နဲ့ဆခွဲတဲ့အချိန်မှာအောင်ကျော်တစ်ခုကိုထိမိပြီးတော့မကောင်းဆိုးကလှုပ်သွားခဲ့ပါတယ်။အိုင်မာရီအကုန်လုံးထိလန့်သွားပြီးတော့ဇာကရဲကဒီခွဲဆဲဖို့အကြံကိုသဘောမတူတဲ့ကန်ဒီကတော့စမ်မလုံတော့ဖို့ပြောပါတယ်။ပြီးတော့ကန်ဒီကဒေါသကြီးနဲ့ထွက်သွားတဲ့အတွက်ဂရီစီကသူ့ကိုလိုက်ပြီးတော့ဖြောင်းပြရပါတယ်။ ကန်ရီယာတကယ်တော့မကောင်းဆိုးအပ်ထက်ဘိုးကောင်လေးကိုပို့ပြီးတော့စိတ်ပူနေခဲ့တာပါ။ဘွိုင်းကိုတည်းကဘိုးကောင်လေးကိုထည့်လိုက်တဲ့အချိန်မှာကြောက်စရာကောင်းပါလေဆိုရင်မကောင်းဆိုးအပ်ကြီးတောင်တည်သွားပြီးတော့အဲ့ဒီဘိုးကောင်လေးကမကောင်းဆိုးအပ်ကိုယ်ထဲမှာရှိနေအောင်ပါပါ။သူတို့ခွဲစိတ်လိုက်တဲ့အချိန်မှာအဲ့ဒီဘိုးကောင်လေးထွက်လာပြီးအချိန်ပြေးသူတို့တွေတည်သွားနိုင်ပါလေ။သူသည်ခရစ်စတီကိုကန်ဒီကစိတ်ပူနေတာပဲဖြစ်ပါလေ။ဒါမဲ့တစ်ဖက်မှာခရစ်စတီနဲ့ဘွိုင်းတို့ကလည်းမကောင်းဆိုးအပ်တွေကိုတည်စေတဲ့ဘိုးကောင်လေးကဒီမကောင်းဆိုးအပ်သွေးထဲမှာရှိနေမှာဖြစ်တဲ့အတွက်ဒါကိုသုံးချပြီးတော့ကြံတဲ့မကောင်းဆိုးအပ်ကောင်လေးကိုပါသူတို့တတ်လို့ရနိုင်တယ် အဲ့ဒီခွင်းရာတုံးမှာအတက်နဲ့ရေးပြီးတော့ခုလိုခွဲစိတ်ကြည့်ခြင်းနေတာပဲဖြစ်ပါတယ်။ကန်ဒီကတော့အန်ဒီရဲ့အရန်များတဲ့အတွက်လက်မခံပဲသူဒီခွဲစိတ်တဲ့ကိစ္စကိုဘွေမပါနိုင်ဘူးလို့ပြောလိုက်ပါတော့တယ်။ဓမ္မမှာမာရီယာကတော့ဂရင်းမော်လဲနေရကနေထလာပြီးတော့ခရစ်စီကိုလိုက်ရှာနေပါတယ်။မကောင်းဆိုးအလောင်းကိုထားထားတဲ့နေရာကိုသွားကြည့်ရမှာတော့အလောင်းကမရှိတော့ပါဘူး။မကြာခင်မှာပဲမကောင်းဆိုးအကိုသူတို့ဈေးကန်းထဲမှာမြင်လိုက်ရပြီးဘွိုက်ကအဲ့ဒီမကောင်းဆိုးအကိုတနတ်နဲ့ပြစ်နေပါတယ်။မာရီယာကဘွိုက်မြင်ခဲ့ရတဲ့ဒီလုံးတန်ထွက်တဲ့တစ်တာလေးကိုပါမြင်လိုက်ရပါတယ်။ ဒါမဲ့တော်သေးလို့အဲ့ဒါကမာရီရဲ့အိမ်မက်မက်နေတာဖြစ်နေပါလေတကယ်မဟုတ်ပါဘူးဓမ္မမဒေါ်နာကတော့သူတို့ဆိုင်ထားတဲ့သီးနှံတွေကိုသွားကြည့်နေပြီအပင်တွေကဇက်တိုက်သေးနေတာကိုမြင်လိုက်ရပါတယ်မြေကြီးကအစိတ်တင့်တို့မျိုးဖြစ်နေတယ်လို့ဒေါ်နာဖာတီမာကိုပြောလိုက်ပါတယ်ဖာတီမာကသူ့မှာကိုဝင်ရှိနေတဲ့အကြောင်းဒေါ်နာကိုပြောပြလိုက်ရမှာတော့ဒေါ်နာကဝမ်းသာသွားပါတော့တယ်ဒါမဲ့ဖာတီမာကသူဒီမျိုးကိုမရောက်ခင်တော့ကဆောင်ဝါသူ့ကိုကလေးမရနိုင်ဘူးလို့ပြောထားခဲ့တာပါအခုကိုဝင်ရှိနေတာကဈေးပညာရဆိုမှဖြစ်နိုင်တဲ့အတွက် တကယ်လို့သူကိုယ်ဝင်ကရိုးရိုးကလေးမဟုတ်ရင်ဘယ်လိုလုပ်မလဲလို့ဖာဒီမာကစိတ်ပူနေတာပဲဖြစ်ပါရီဒိုနာတော့ဒီညမှာငါတို့မယုံကြည်နိုင်လောက်ဆရာဇိုးဝါတဲ့ကိစ္စတွေအများကြီးရှိနေရပဲလို့ပြောလိုက်ပြီးဒါမဲ့နေရဒီလိုဇိုးဝါတဲ့နေရာမှာဘဝရဲ့လက်တွဲပေါ်ကိုရှာတွေးခဲ့တယ်လေလို့ပြောလိုက်ပါရီကိုလိုကလေးရလာလဲဒီလိုဇိုးဝါတဲ့ခြေနေကနေရလာတဲ့ကောင်းတဲ့ຢာတစ်ခုပဲလို့တွေးဖို့ဖာဒီမာကိုနှစ်သိမ့်ပေးလိုက်ပါရီဒါမှမှဂျိတ်ကတော့တာပီသားကိုဂရေဆိုဖာရဲ့ဓာတ်ပုံပြလိုက်ပြီးတော့ဗီတာအကြောင်းလည်းပြောပြနေပါရီတာပီသားလည်းသူမြင်ခဲ့တဲ့ကြောင်းဆရာကောင်းတဲ့ကလေးတွေအကြောင်းကိုပြောပြလိုက်ပါရီ အဲနောက်တော့တပိသားကအိမ်ပြန်မို့လို့ဝင်နေဂျိတ်ဆွဲထားတဲ့စာအုပ်ပေါ်ကတင်ဂေတာတွေကိုမြင်လိုက်ပြီးဒီတင်ဂေတာတွေကိုငါလှိုင်ကောင်းတဲ့နန်းဒီပေါ်မှာမြင်မှုတယ်လို့ပြောပြလိုက်ပါတော့တယ်။အီတန်လေးနဲ့ဗီတာတို့ကတော့တစ်ပင်တွေရွေ့သွားတာရှိမရှိကြည်နေကြတော့မှာဗီတာကတစ်ရွက်တွေကျွေးနေပြီလို့ပြောလိုက်ပြီးဒီမျိုးမှာတစ်ပင်တွေတစ်ရွက်တွေကအမြဲတမ်းတပုံစံနဲ့ရှိနေရပါအပြင်းမာလို့နှစ်တိုင်းရာသီလိုက်တည့်ရွက်ကြွေးတာတွေရွက်တဲ့ပေါ်တာတွေမရှိပါဘူးအဲ့တော့ဒီမျိုးမှာအပြောင်းလဲတွေတော့ဖြစ်နေပါပြီ ဗီတာဒီညမှာပြောင်းလဲမှုဖြစ်တယ်ဆိုရင်ပုံမှန်တော့စိုးရတာတွေပဲဖြစ်လာတတ်တယ်လို့အီသန်ကိုပြောပြလိုက်ပါတယ်။ဘွိုင်းနဲ့ခရစ်စီတို့ကတော့နှစ်ယောက်ထဲမကောင်းစိုးရလောင်းကိုခွဲစိတ်နေကြပါပြီ။အဲ့ချိန်မှာပဲကန်ဒီကမနေနိုင်ပဲပြောင်းလာပြီးတော့သူတို့ကိုလာပြီးတော့ကူညီပေးပါတယ်။ခရစ်စီကမကောင်းစိုးရကောင်ရဲ့ကိုယ်ထဲကိုကြည့်လိုက်ရမှာမကောင်းစိုးရကလူတွေနဲ့ခန္ဓာကိုယ်နဲ့ဖွဲ့သီးပုံဒူဒူဖြစ်နေတာကိုမြင်လိုက်ရပါတယ်။လူတွေလိုပဲနှလုံးတွေအဆုတ်တွေသူ့ညာနဲ့သူပါရှိနေပြီးဒါမဲ့အဲ့ဒီအင်္ဂါရက်တွေအကုန်လုံးက၆တွေ့ပြီးတော့ရှုံ့တော့နေပါတယ်။ တို့ကမကောင်းဆိုးရတဲ့ခန္ဓာကိုယ်ထဲမှာသွေးတွေရှိနေမယ်လို့ထင်ခဲ့ပေမယ့်အခုကဘာအရေးမှရှိမနေပါဘူးမကောင်းဆိုးရစီကပိုးတွေပါတဲ့သွေးနဲ့ကျန်တဲ့မကောင်းဆိုးရတွေကိုပါတတ်ဖို့စဉ်းစားခဲ့ပေမယ့်အခုတိုင်းဆိုရင်တို့တွေမကောင်းဆိုးရကိုခွဲစိတ်ရတာလက်ကားဖြစ်ပါပြီခရစ်စီကဒေါသထွက်လာပြီးတော့မကောင်းဆိုးရကိုဓာတ်နဲ့ဇက်တိုက်ထိုးပါတော့တယ်အဲတော့မှမကောင်းဆိုးရရဲ့ကိုယ်ထဲကနေတဲချီရေတွေထွက်လာခဲ့တော့တာပါဒီတော့မှခရစ်စီတို့လည်းဒီတဲကြီးရေကိုလည်းသူတို့တုံးလို့ရနိုင်တယ်ဆိုတာကိုကျေနပ်သွားပါတော့လေ။တမမအေဂျင်ကတော့ဂျူလီကိုညာကဘွိုက်ဟာ မကောင်းစွာတကောင်ကိုတတ်နိုင်ခဲ့ကြောင်းပြောပြနေပါတယ်။ပြီးတော့အေဂျင်ကဒီအကြောင်းကိုဘွိုက်ကဘသူ့ကိုမှမသိစေချင်တဲ့အတွက်ဘသူ့မှပြန်မပြောဘူးဂျူလီကိုမာနေခဲ့ပါတယ်။ဂျူလီကငါတို့ဒီကောင်လေးကိုတည်အောင်တတ်နိုင်မယ်။ဒီကောင်ကိုလုံနိုင်မယ်ဆိုတာတော်တော်ကောင်းတဲ့ကိစ္စပဲလို့ပြောလိုက်ပါတယ်။အေဂျင်ကတော့သူ့စိတ်ထဲမှာဒီနေရာမျိုးအရင်ကလည်းရောက်ဖူးသူလိုဖြစ်နေပြီးတော့ညာအဖြစ်ပြက်ကိုလည်းအရင်ကကြုံမှုသူလိုမျိုးခံစားနေရတယ်လို့ဂျူလီကိုပြောပြလိုက်ပါတယ်။အဲဒီဂျူလီကငါအရင်စိတ်ညစ်လာရေချိုးကန်နေဝင်ပြီးတော့ရေစိမ်လိုက်တာပဲလို့ပြောပြီးတော့အေဂျင်ကိုလည်းအဲ့လိုလှုပ်ဖို့အကြံပေးလိုက်ပါတယ်။ ။ဘွိုင်းတို့ကတော့မကောင်းဆိုးအားလောင်းထဲကရတဲ့ဒဲကြီးရေတွေကိုပလင်းလုံးထဲမှာစုထည့်ထားလိုက်ပါလေ။ကန်ဒီကဒီရေတွေမကောင်းဆိုးအားတွေကိုယ်ထဲကိုထည့်လိုက်ရင်အဲ့ဒီမကောင်းဆိုးအားတွေတည်သွားမယ်လို့ထင်လားလို့မေးလိုက်ပြီးဘွိုင်းကငါလည်းမသိဘူးလေလို့ပြန်ပြောလိုက်ပါလေ။ဒီကိစ္စကိုသူတို့နောက်မှထပ်ပြီးတော့စမ်းသပ်ကြအောင်မှဖြစ်ပါလေ။ဘွိုင်းကကန်ဒီကိုမင်းရဲ့ရေစိတ်ကိုပြန်ယူမလားလို့မေးမိမယ်။ကန်ဒီကတော့ဘွိုင်းကိုစိတ်ဆိုးမပြေသေးတဲ့အတွက်ဘာမှမပြောဘဲထွက်သွားခဲ့ပါလေ။တမမမာရီယာကတော့ဂရစ်စတီကိုသူအိမ်မဆိုးမတ်ခဲ့တဲ့အကြောင်းကိုပြန်ပြောပြနေခဲ့ပါလေ။ အဲ့ချိန်ကတော့ဂျူလီချန်ပေးသူတွေပဲရေချိုးကန်ထဲမှာရေစိမ်းမှုအတွက်လုံနေပြီးအဲ့ချိန်မှာပဲတီးလုံးတန်ထွက်တဲ့တစ်တာလေးကိုမြင်လိုက်ရပါတော့တယ်မကြာခင်မှာပဲကီမိုနိုဝစ်စုံနဲ့မကောင်းဆိုးအပုံစံမျိုးသမီးတယောက်ကအဲ့ချင်းကိုရေကန်နဲ့ဆွဲနေနေတာကိုမြင်တွေ့လိုက်ရပါတယ်နောက်တစ်ခါမှာတော့ကန်ဒီတယောက်အိမ်မက်မက်နေတာကိုမြင်ကြရပါတယ်အိမ်မက်ထဲမှာကန်ဒီကသူ့မိနဲ့မိဘချောင်းထဲမှာစကားပြောနေတော့ဖုန်းတန်မြည်လာတာပါဒီမျိုးမှာကဖုန်းလိုက်မမိတဲ့အတွက်ဘယ်တော့မှဖုန်းမလာခဲ့ဘူးပါဘူးကန်ဒီလည်းတန်တော်နဲ့ပဲဖုန်းကိုကောက်ကန်လိုက်တော့တီးလုံးတန်ကိုမပိတ်နိုင်ဘူးဆိုရင် လူ၃ယောက်ကိုလာတတ်မယ်လို့ပြောနေတာကိုကြားလိုက်ရပါတယ်။ကန်ဒီကခုပြောနေတာဘာလို့လဲလို့မေးနေပေမဲ့တဖက်ကပြန်မဖြေခဲ့ပဲဒါအိုပဲဇက်တိုက်ဇက်တိုက်ပြောနေတာကြောင့်ဖုန်းကိုချပစ်လိုက်ပါတယ်။အဲ့ဒီမှာပဲသူ့မိချက်နေတဲ့မိဘဘောကဟင်းအိုးထဲမှာဗစင်းရင်ငွဲကောင်တွေအပြည့်ဖြစ်နေတာကိုမြင်လိုက်ရပြီးအဲ့ဒီပိုးကောင်တစ်ကောင်ကကန်ဒီလက်ကိုကိုက်ထည့်လိုက်ပါတယ်။ဒါပြင်ကန်ဒီကဒီလုံးတန်ထွက်တဲ့တစ်တာလေးကိုလည်းမြင်လိုက်ရပါတယ်။ခုဆိုရင်ဒီတစ်တာလေးကို white တယောက်ထဲမဟုတ်တော့ပဲတခြားလူတွေပါမြင်နေရပြီပဲဖြစ်ပါတယ်။ ကန်နီကဆိုဖာပေါ်မှာအိမ်နဲ့အိမ်မက်မှတ်နေတာဖြစ်တဲ့အတွက်ဒီအန်ချန်းကသူ့ကိုလာပြီးတော့နှိုးပါတယ်။ကန်နီကသားအိမ်မက်ဆိုးမက်လို့ပါလို့ပြောလိုက်ပြီးတော့ဒီအန်ချန်းထွက်သွားတဲ့အချိန်မှာသူ့လက်ကိုကြည့်လိုက်တော့လက်မှာအကောင်ကိုက်ထားတဲ့ရာကိုမြင်လိုက်ရပါတော့တယ်။အိမ်မက်ထဲမှာပိုးကောင်ကိုက်တာအပြင်မှာပါတကယ်ဖြစ်နေတဲ့အတွက်ကန်နီတယောက်ထိတ်လန့်သွားရပါတယ်။ဂျိန်းနဲ့ရန်နေတို့ကတော့ရေဒီယိုကိုထပ်ထုတ်လွှင့်ဖို့လုပ်နေကြပြီးရန်နေကဒါကြီးကသာစမ်းသပ်မှုဆိုလို့ရှိရင်ဘာအောင်စမ်းသပ်တာလဲလို့မေးနေပါတယ်။အားနဲ့ဂျိန်းကလူတယောက်ကိုဘယ်လောက်ထိတွန်းအားပေးရင် ပြိုလဲသွားနိုင်လဲဆိုတာသိကျင်လို့ဖြစ်မယ်လို့ပြန်ပြောပါတယ်။အားနဲ့ရန်တဲကတို့လူတွေကိုစိတ်ဓာတ်တွေပြိုလဲအောင်လုပ်ချင်တယ်ဆိုရင်ငါကြီးစားဟောင်းငါးသိတယ်လို့မျက်ခွက်ပြောင်းလိုက်ပါတယ်။အဲနောက်တို့တွေ drone နဲ့ internet ကိုအပေါ်တင်ဖို့လုပ်ပေမဲ့ drone ကတိတ်ပြီးတော့ခန့်မြင့်မြင့်မပြန်နိုင်တဲ့အတွက်အလုံးမဖြစ်ခဲ့ပါဘူး။ရန်တဲကတော့ဂျင်းလိုအပြင်ကလူနဲ့ဆက်သွယ်ဖို့ထက်ဒီထဲမှာရှိနေတဲ့အတွင်းလူကိုဖော်ထုတ်ဖို့ပို့ပြီးတော့စိတ်ဝင်စားနေတာပါ။ရန်တဲကမင်းဒီမျိုးရောက်ပြီးခဲ့ရမကောင်းဆိုးဟာတတ်လို့တည်တဲ့လူဆိုတာလူပနေအောင်မေးမြန်းလုံးနဲ့မြင်ခဲ့ဘူးလဲလို့ဂျင်းကိုမေးလိုက်ပါတယ်။ တည်သွားရဲဆိုလူတွေကလည်းငါတို့ကိုကြောက်လန့်ချောက်ဖို့အတွက်ပူပေါင်းကြံစီတာဆိုလို့ရှိရင်ဘလို့လုံးမလဲလို့ရန်တဲကထပ်မေးပါတုံတို့တည်ခဲ့တော့သူတို့တွေမြင်ခဲ့ရပြီမယ်ဘလို့အသက်ခံရတဲ့စွာကိုတေးချာမသိခဲ့လို့နောက်နေ့မနက်မှလည်းအလောင်းကိုအနီးကပ်မကြည့်ခဲ့ရတဲ့အတွက်ရန်တဲကလူတွေတည်တဲ့ကိစ္စကိုပါတန်တရားဝင်နေခဲ့တာပါတပတ်မှဆာရာတော့ရဲမှုလာတွေ့ပြီးတော့ကျွန်တော်တော့လည်းပြန်သွားရအောင်လို့လာပြီးတော့ပြောပါတယ်ဆာရာဘွားရင်ကပြောခဲ့ဘူးသူတို့ဖြေတွေကတော့တဲမှာဆိုရင်ဘလို့လုံးမလဲလို့မေးလိုက်ပြီးတော့ကျွန်မတော့တဲသွားဖို့အထုပ်ပိုးတွေတော့ပြင်ပြီးနေပြီလို့ပြောလိုက်ပါတယ် ဝိုင်းကငါတို့တော်တဲ့ကိုသွားခဲ့ပြီးတော့အဲ့တော်ကြီးကပဲငါတို့ဒီမျိုးစီပြန်ပို့လိုက်တာလေးလို့ပြောလိုက်ပါတယ်။ဆာရာတော့ဝိုင်းကိုမျိုးကလူတွေကလိုအပ်တဲ့အတွက်ဒီမှာနေချင်နေခဲ့လို့ပြောလိုက်ပြီးသူ့တော်တော်တဲ့သွားခွင့်ပေးဖို့ခွင့်တောင်းလိုက်ပါတယ်။ဆာရာတော်တဲ့သွားဖြေရှာပြီးတော့လူတွေကိုကူညီတင်လာလဲပါသလိုဒီမျိုးမှာသူ့ကိုဘယ်သူကမှမလိုလားတဲ့အတွက်လည်းသူကထွက်သွားချင်နေတာပါ။ဆာရာသူဖျားเจ้าထဲမှာဆက်မနေနိုင်တော့เจ้าနဲ့မျိုးထဲမှာသူဘာမှလုပ်ရှားမရှိသလိုဘဲမှလည်းသွားလို့မရဘူးလို့ပြောလိုက်တဲ့အတွက်ဝိုင်းကဒီကိစ္စကိုငါတို့ဖြေရှာကြတာပေါ့လို့ပဲပြောလိုက်ပါတယ်။ တမမတပီသားကတော့ဂျိတ်ကိုသူနဲ့ဖေတာတို့ထွက်လာခဲ့တဲ့လိုင်ကောင်းပေါက်စီကိုခေါ်လာပါတယ်တပီသားဂျိတ်မြင်းရဲ့အသင်္ကေတကိုအဲ့လိုင်ကောင်းထဲမှာတွေ့ခဲ့တာဖြစ်ပြီးမကောင်းစွားတွေလည်းဒီထဲမှာနေကြတာလို့ပြောပါတယ်ဂျိတ်ကသူအသင်္ကေတတွေမြင်နေရတယ်အဲ့အသင်္ကေတတွေအပြင်းမာတကယ်ရှိနေတာကဆက်ဆက်နေရဲစွာကိုသိလိုက်ပြီးတော့ဓာတ်အဖြေရှားမယ်လို့ပြောပါတယ်ဒါမဲ့ဂျိတ်ရောတပီသားရောကမကောင်းစွားတွေရှိနေတဲ့ဒီလိုင်ကောင်းထဲကိုမဝင်ကျင်ကြပါဘူးဂျိတ်ကတော့လိုင်ကောင်းထဲကအသင်္ကေတအကြောင်းဖေတာကသူ့ကိုမပြောခဲ့တဲ့အတွက်ဒေါသထွက်နေပါတယ် ဗီတာကတော့အီသန်စီကိုလာပြီးမကြခင်မှာယာသီရုအေးလာတော့မှဖြစ်တဲ့အတွက်အီသန်အတွက်သူငယ်ငယ်ကဝှက်ခဲ့တဲ့ကော်အင်ဂျီလေးကိုလာပေးပါတယ်။ဘွိုက်ကတော့ကိုလိုနီအင်ဂျီကိုလာပြီးတော့သူသားနဲ့ဒိုနာတို့ကိုလာပြီးတော့တွေ့ပါတယ်။အလက်ဆာပကြီးဆွဲဖို့လုပ်နေတဲ့အတွက်ဘွိုက်ကဒန်ဟာအတွက်စိတ်ပူနေမယ်။အလက်ဆာတော့သူတတ်တာနေပြီလို့ပြောလိုက်ပါတယ်။ခရစ်စတီယာသူ့ကိုလာကြည့်ပေးသွားလို့ပြောလိုက်ပြီးတော့အဖေကိုပြောပြစာသတင်းကောင်းလဲရှိသေးတယ်လို့ပြောလိုက်တာပါ။အလက်ဆာအခုတော့ဖာတီမာပြောပြအတွက်ဖာတီမာမှာကိုဝင်ရှိနေစွာကိုတီးသွားခဲ့ပါပြီ။ဒါမဲ့ဒီချိန်မှာပဲဘွိုက်နဲ့စကားပြောဖို့ဒိုနာရောက်လာတဲ့အတွက် အဲလစ်ကနောက်မှပြောပြမယ်လို့ပြောလိုက်ပါတယ်။ဘွိုက်ကဆာရာကိစ္စနဲ့ပတ်သက်ပြီးတော့ဒိုနာစီကိုလာတာပဲဖြစ်ပါတယ်။ဆာရာသူ့ကိုသူဘာမှအသုံးမဝင်လို့ခံစားနေရတာကြောင့်သူ့ကိုလှုပ်ရှားအလုပ်တစ်ခုပေးဖို့ဒိုနာကိုပြောလိုက်ပြီးဒိုနာလည်းသူတားနိုင်တော့စီစဉ်ပေးမယ်လို့ပြောပါတယ်။ဒါမဲ့ကိုလိုနီအိမ်မှလည်းဆာရာကိစ္စနဲ့ပုံများတဲ့တခြားပြဿနာတွေကရှိနေပါသေးတယ်။အဲလစ်ကိုဓာတ်နဲ့ထိုးခဲ့တဲ့ဒေးကိုခုချိန်ထိခန်းထဲမှာပိတ်ထားရဆဲဖြစ်ပြီးတော့မရင်းညလည်းအေဂျင့်တယောက်ရင်းနှီးသိမ်းလို့ဖြစ်ခဲ့လို့ဒိုနာပြောပြပါတယ်။အဲ့ဒါနဲ့ဘွိုက်ကအေဂျင့်ကိုလာတွေ့ပြီး အဲဂျင်ကသူ့ကိုသူစိတ်ညင်အောင်လို့သုံးမွေးထိုင်ထိုးနေပါလေအဲဂျင်ကသူ့ရဲ့ညကအိမ်မက်ထဲမှာသူရေချိုးကန်နဲ့စိန်နေတော့မှတယောက်ကရေနှိမ့်ခဲ့တာလို့ဘွိုင်းကိုပြောပြလိုက်ပါလေပြီးတော့သူ့ကိုတယောက်ကလုံနိုးလာခဲ့တဲ့အတွက်နိုးလာပြီးတော့ရေတွေပြန်ထွက်လာခဲ့ပါလေအေးအမမအိမ်နေနဲ့ရေနှိမ့်တယ်လို့အိမ်မက်မရကနေအပြင်မှာမှာရေတွေအန်ထွက်နေခဲ့တာကြောင့်အဲဂျင်ကဒီကိစ္စကိုမယုံနိုင်ဖြစ်ပြီးတော့ထိတ်လန့်နေပါလေအားနဲ့ဘွိုင်းကငါတို့မှသတင်းကောင်းရှိရလို့ပြောလိုက်ပြီးမကောင်းဆိုးရဲကနေသဲကြီးတွေရထားကြောင်းကိုပြောလိုက်ပါလေဒီကြီးတွေကိုတခြားမကောင်းဆိုးရဲစီ ဘလို့ထည့်ပြီးတော့တတ်ရမလဲပဲကြမ်းမယ်ဆိုတော့အေဂျင်ကတနက်ကြီးဆောင်အဲ့ရီတဲ့ထည့်စိန်လိုက်လေလို့ကြံပေးလိုက်ပါတယ်ဗီတာဂျူလီနဲ့အီသန်လေးတို့ကတော့စားတော့ခန်းမှာတရံချမ်းကိုသွားပြီးတော့ကူညီပေးနေကြပါတယ်အီသန်ကပြင်မှာအင်တာနက်ဆိုတာရှိနေပြီလို့ပြောရင်မယ်ဗီတာမယုံနိုင်ဖြစ်နေပါတယ်အီသန်ဗီတာပေးထားတဲ့အင်ဂျီတဲကနေအယုတ်လေးတယောက်ကိုတွေးလိုက်ပြီးတော့ဗီတာကိုပေးလိုက်ရမှာတော့ဗီတာသူမေးနေတဲ့သူ့အတိတ်တွေကိုပြန်ပြီးတော့သတိရလာခဲ့ပါတော့တယ်ဗီတာယုတ်ကလေးကိုမြင်ပြီးတော့တုံ့နှုတ်ပြီးအိမ်ပြန်တော့မယ့်အချိန်မှာပဲဂျိတ်ကရောက်လာပါတယ် ဂျိန်ကသူ့ကိုလိုင်ကောင်းနိုင်ရီဘော်ကတင်ဂီတာတွေအကြောင်းမပြောပြတဲ့အတွက်ဗီတာကိုပြဿနာရှာနေပြီးမေးသည့်တဲ့အရာအလုံးငါတို့ပြောပြဖို့လိုတယ်လေလို့ဒေါသတကြီးနဲ့ပြောလိုက်ပါလေအဲ့ဒါတွေကငါတို့အိမ်ပြန်နိုင်မှုလမ်းစာဖြစ်နိုင်တယ်လို့ပြောပြီးမယ်ဗီတာတော့ဒါကငါအိမ်ပဲလို့ပြန်ပြောလိုက်ပါလေတပီသားအကြောင်းလန့်ရဲ့ဗီတာကိုကြမ်းကြမ်းတမ်းတမ်းဆက်ဆံခဲ့တဲ့အတွက်ဂျိန်ကိုဒေါသထွက်နေတာပါတပတ်မှရန်တဲကတော့သူ့ကိုသူပြန်တက်လိုက်တယ်ဆိုရဲဆာရာလည်းသူတို့ကိုစမ်းတက်နေတဲ့လူတွေနဲ့ကြံရပါဖြစ်နေနိုင်တယ်လို့ထင်နေတာကြောင့်ဂျင်ကသူ့ကိုဆာရာစီကိုခေါ်လာပါလေ။ ချင်းကစာရာကိုငါတို့နေအကူညီလိုနေလို့ပါလို့ပြောပြီးတော့စာရာနဲ့နေတန်ဒီကိုဘလို့ရောက်လာလဲလို့မေးတဲ့အတွက်စာရာလည်းပြောပြလိုက်ပါတယ်တကယ်တော့ရန်ဒဲရဲ့အတွင်းလူရှိနိုင်တယ်ဆိုတဲ့အယူဆကိုချင်းကသိပြီးတော့လက်မခံခြင်းပေမဲ့ရန်ဒဲတယောက်ပဲဒီကိစ္စကြီးကစံတမ်းမှုဖြစ်နေနိုင်တယ်လို့သူနဲ့အတွေ့တူနေရာကြောင့်ချင်းနဲ့ရန်ဒဲကပေါင်းနေခဲ့တာပါရန်ဒဲကဝေးဝိုင်းမနေပဲနေကိုအသက်ရှင်နေသေးလားလို့စာရာကိုမေးလိုက်တဲ့အတွက်စာရာတယောက်အံ့ဩသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ချိန်မှာပဲဒိုနာရောက်လာကြအောင်ရန်ဒဲက ကျုပ်တို့သူ့အမေကုန်းနေစမေးရနဲ့ခမရကွက်တီရောက်လာတော့တာပဲလို့ပြောလိုက်ပါတယ်။တကယ်တော့ဒိုနာဘွိုက်သူ့ကိုအကူအညီတောင်းထားတဲ့အတွက်ဇာရာအတွက်အဝေးချုပ်ဖို့အလုပ်လာပေးတာပါ။ရန်ဒဲကတော့ဒါသူတို့တွေအပြေမချနိုင်အောင်လှုပ်ထားပဲလို့ယူဆနေပါတယ်။ဒိုနာရန်ဒဲတို့နှစ်ယောက်ကိုတရားထွက်သွားဖို့အတွက်မောင်းထုတ်ပစ်လိုက်ပြီးရန်ဒဲကခမရကုန်းများဘာထင်နေလဲဆိုပြီးတော့ဒိုနာကိုပြဿနာရှာလိုက်ပါတယ်။ဇာရာတော့သူ့ကိုနေတဲ့အကြောင်းမေးသွားတဲ့အတွက်စိတ်ထိခိုက်နေခဲ့ပါတယ်။ဂျင်းကငေါရီဒီလိုလူတွေကိုလိုက်ပြီးတော့ဆွဆွဲနေလို့မရဘူးလို့ရန်ဒဲကိုပြောလိုက်ပြီး မကောင်းဆိုးအားဆိုရဲကောင်းလေးကိုပဲသူတို့မသိအောင်ငါတို့ညဘက်မှာစောင့်ကြည့်ကြမယ်လို့ပြောလိုက်ပါတယ်။အဲနောက်ဂျင်ကသူ့ကလေးရီစီကိုပြန်လာပြီးတော့ဂျူလီကိုအဖေဒီညပြန်မလာဘူးလို့ပြောလိုက်ပါတယ်။အဖေကြံတခုရထားတဲ့အတွက်ဒီညနောက်တွဲကားထဲမှာသွားနေပါလို့ပြောလိုက်ပြီးစိတ်မပူဖို့လည်းသူ့သမီးကိုမှားသွားပါတယ်။ဂျင်ပြန်ထွက်လာတဲ့အချိန်မှာဒိုနာရောက်လာပြီးတော့နေရီဒီယိုထဲမှာကြားလိုက်တဲ့အတန်ကြောင့်ဒူရီလိုက်လုံးနေရမလားလို့မေးပါတယ်။ပြီးတော့ရန်ဒဲကိုပါအဲ့လိုအတွေးဝင်အောင်နေလှုပ်လိုက်ပြီးမလားလို့ပြောလိုက်ပြီးအိုက်ကောင်ကအန်ရီရဲ့များတယ်တော့လို့သတိပေးလိုက်ပါတယ်။ ဗေဒါတော့ယုတ်ကလေးကိုကြည့်နေနဲ့သူ့မိကိုပြန်သတိရလာခဲ့ပါတယ်ဒီမျိုးကလူတွေကိုမသေးခင်ညမှာသူ့မိရဗေဒါကိုဒီယုတ်လေးပေးပြီးတော့မြေအောက်ခန်းထဲမှာပုံခိုင်းထားခဲ့တာပဲဖြစ်ပါတယ်အဲ့ချိန်မှာတော့တပီသားရောက်လာပြီးတော့စိတ်မကောင်းဖြစ်နေဗေဒါကိုလာပြီးတော့နှစ်သိမ့်ပေးလိုက်ပါတယ်ပြီးတော့ဂျိတ်ကိုဘာလို့တင်ကြတာအကြောင်းမပြောခဲ့တာလဲလို့မေးတော့ဗေဒါကငါတို့အဲ့အကြောင်းတွေမပြောသင့်ဘူးလို့ပြောလိုက်ပါတယ်လူတွေအိမ်ပြန်နိုင်မှုတော့အပြေလိုက်ရှာနေစိုးရတာတွေဖြစ်လာမှာကိုဗေဒါကစိုးရင်လို့နေတာပါတပတ်မှာဘွိုင်းကတော့အေဂျင်ပေးတဲ့အကြံတိုင်းကြီးစံတွေကို တဲကြီးနဲ့စိန်ပြီးတော့မကောင်းဆိုးရတွေကိုပြစ်လို့ရတဲ့ကြောင်းကန်နီကိုလာပြီးတော့ပြောပါတယ်ပြီးတော့သူတို့နှစ်ယောက်သားဂျန်နဲ့တဲကြီးတွေယူဖို့ဈေးကန်းကိုရောက်လာခဲ့ပါတယ်အဲ့ချိန်မှာမာရီယာနဲ့ခရစ်စတီတို့ကမကောင်းဆိုးရအလောင်းကိုထားထားတဲ့အခန်းထဲကနေအတန်တစ်ခုကြားတဲ့အတွက်ထိတ်လန့်နေကြရပါတယ်ဘွိုင်းနဲ့ကန်နီတို့လည်းမြောက်ထက်ကိုသတိကြီးနဲ့ဆင်းလာပြီးတကူးဆိုရင်ပြေးတော့လို့ခရစ်စတီတို့ကိုမှားလိုက်ပါတယ်မကောင်းဆိုးရအလောင်းရှိတဲ့နေရာကိုရောက်တဲ့အချိန်မှာတော့အဲ့အလောင်းပေါ်မှာကန်နီအိမ်မက်ထဲမှာတွေ့ခဲ့တယ်ဘိုးကောင်တွေအဖြစ်ဖြစ်နေတာကိုမြင်လိုက်ရပါတော့တယ် ကန်ရသူအိမ်မထဲမှာအရိဘိုးကောင်လေးကိုတွေးခဲ့လို့ပြောလိုက်ပြီးအိမ်မထဲမှာဘိုးကောင်ကင်သွားကအပြင်မှာပါတကယ်ဖြစ်နေတာလို့ပြောပြလိုက်ပါတယ်။ကန်ဤပြင်အဲဂျင်နဲ့အိမ်မထဲမှာရေနေရာကနေအပြင်မှာပါရေတွေတကယ်အန်ထွက်လာခဲ့တာပါ။မာရီယာကတော့ဒါဆိုရင်ငါတို့အိမ်မက်မတ်တာနေပါတကယ်အထီးကန်ကိုလုံနေနိုင်တာပေါ့လို့ပြောလိုက်ပြီးတော့တုံလှုပ်နေခဲ့ပါတယ်။အဲဒီမှာဒိုနာလည်းသူတို့စီရောက်လာပါတော့တယ်။ဒိုနာအခုမှမကောင်းစွာကိုဘွိုက်တို့တတ်လိုက်နိုင်တာကိုသိသွားပြီးတော့သူ့ကိုပြောမပြခဲ့တဲ့အတွက်ဘွိုက်ကိုဒေါသထွက်နေပါတယ်။အဲနောက်သူတို့တွေမကောင်းစွာကိုသွားကြည့်ရမှာတော့ ိုးကောင်တရားတကောင်းမှမရှိတော့ပါဘူး။ဘွိုက်ကခုနလေးနဲ့အကောင်လေးယာနေချီရှိနေပြီးတော့သူတို့ရဲ့တကားတွေလည်းပိတ်ထားတဲ့ကြားကဒီဘိုးကောင်တွေချက်ချင်းပျောက်သွားတာကြောင့်အံအုံးနေခဲ့ရပါလေ။ဒိုနာတော့ဒီလောင်းယူချက်ချင်းမီးရှို့ဖို့ပြောလိုက်ပါလေ။ဘွိုက်ကအခုလူတွေအိမ်မက်တွေမတ်နေတဲ့ကိစ္စကဘာတွေဆက်ပြစ်မလဲဆိုတာမသိနိုင်တဲ့အတွက်ညာဘက်အိတ်ဒါကိုအလဲကျအိတ်ဖို့အတွက်စီစဉ်လိုက်ပါလေ။ဇာရောတယောက်တည်းမထားဘဲသူစကန်းကိုခေါ်ထားဖို့လုပ်နေပြီးခရစ်စတီးနဲ့မာရီယာတို့လည်းကိုလိုနီအိမ်ကြီးမှာသွားနေဖို့ပြောလိုက်ပါတယ်။သူတို့အဲ့လိုအလောင်းတဲနေရာကိုပြဿနာကောင်ရန်တဲကလည်းမြင်သွားခဲ့ပါသေးတယ်။ ဓမ္မမဗေဒါကတော့တပိသားကိုကာဟောင်းတစည်းစီခေါ်လာပြီးတော့သူဆွဲထားတဲ့ပုံတွေကိုပြဖို့လှုပ်ပါတယ်။တပိသားတို့အိမ်ပြန်နိုင်ဖို့ဗေဒါအကူညီလိုတယ်လို့ပြောတဲ့အတွက်ဗေဒါသူသိတာတွေကိုပြောပြဖို့လက်ခံလိုက်တာပါ။ဒါမဲ့ဗေဒါကမေးတတ်တဲ့အတွက်ငငယ်အဖြစ်ပြက်တွေကိုမမှတ်မိတော့ပါဘူး။ဒီအတွက်သူကအဖြစ်ပြက်မှန်သမျှကိုပုံဆွဲပြီးတော့မှတ်ထားတတ်တာဖြစ်ပါတယ်။အဲ့မှာပုံတွေကိုပြန်ကြည့်ရင်ဘာဖြစ်ခဲ့လဲဆိုတာကိုသတိရအောင်လို့ပါခုလဲလူတွေကုံတေဆုံးခဲ့တဲ့ညအကြောင်းကိုဗီတာပြန်မှတ်မိဖို့အတွက်သူဖွက်ထားတဲ့ပုံတွေကိုလာရှာတာပဲဖြစ်ပါတယ် ဒါပေမဲ့အဲ့ဒီပုံတွေကသူဆွဲထားတဲ့ပုံတွေမဟုတ်ပဲသူညမလေးအယ်လိုရီဆယ်ပုံတွေဖြစ်နေခဲ့ပါတယ်ဒီမျိုးရောက်လာတာသူ့အမိနဲ့သူနှစ်ယောက်တည်းမဟုတ်ပဲသူညမလေးပါပါတာကိုဗီတာကအခုမှပြန်ပြီးတော့မှတ်မိသွားတာပါသူ့အမိသူတို့ကမြောက်ခမ်းမှာပုံခိုင်းခဲ့တဲ့ညကအယ်လိုရီစကသူ့အမိနောက်ကိုလိုက်သွားပဲဖြစ်ပါတယ်တဖက်မှာရန်တဲကတော့ဒိုနာအောင်စကားလာပြောနေပြီဘွိုင်းနဲ့ကန်ဒီတို့ကမကောင်းဆိုးအလောင်းကိုမျိုးပြင်းမှမီးရှို့နေပါတယ်ကန်ဒီကတော့တရမကောင်းဆိုးအားတွေထွက်လာအောင်နေမကဘူးအိမ်မထဲမှာလာပြီးတော့ဒုက္ခပေးမယ်ဆိုရင်တော့တတော်ကိုဆိုးရွားလာတော့မှာပဲလို့ပြောပါတယ် ဗီတာကတော့ခုမှ Eloris ကိုပြန်သတိရပြီးသူညီမလေးကိုသူမကားခွင်နိုင်ခဲ့တဲ့အတွက်ဝမ်းနဲ့ပတ်လက်ဖြစ်နေရပါတယ်။အဲညာမှာသူ့မေရောသူညီမလေးပါတည်ဆုံးခဲ့တာပဲဖြစ်ပါတယ်။ဒါမဲ့ဗီတာလည်းအဲ့တုန်းကကလေးပဲရှိသေးပြီးတော့သူလည်းကြောက်လန့်နေခဲ့တာဖြစ်တဲ့အတွက်သူ့အပြစ်တော်လည်းမဟုတ်ပါဘူး။အဲ့ဒါနဲ့တပီသားကဗီတာကိုနှစ်သိမ့်ပေးနေပါတယ်။အဲ့မှာနေတပီသားမိပြားလိုက်လို့တာဝါတစ်ခုပုံကိုမြင်လိုက်တဲ့အတွက်ဒါပါလေးလို့ဗီတာကိုမေးလိုက်ပါတယ်။ဗီတာသူ့မေကအဲ့တာဝါထဲမှာပိတ်မိနေတဲ့ကလေးတွေကိုကယ်ဖို့သွားခဲ့တာလို့ပြောပြပါတယ်။ အဲ့ချိန်မှာဘွိုင်းနဲ့ကန်ဒီတို့ကမြို့တဲကိုပြန်အောင်လာကြပါပြီသူတို့တွေပဇင်းငွဲကောင်းတဲ့အော်တန်ကိုကြားလိုက်ရပြီအိမ်တိန်တဲကနေလူတယောက်ရဲ့အော်ဟစ်အကူကြီးတောင်းတဲ့အတန်ကိုလည်းကြားလိုက်ရပါတော့တယ်မကြခင်မှာပဲအဲ့အိမ်တဲကနေသွေးတွေပေနေတဲ့လူတယောက်အော်ဟစ်ပြီးတော့ပြေးထွက်လာတာကိုမြင်လိုက်ကြပါတယ်တပတ်မှရန်တဲကလည်းဒိုနာကိုဖမ်းခေါ်လာပြီးတေပင်မှာကျိုးနဲ့ချီလာတာကိုမြင်လိုက်ကြရင်းနဲ့ပဲဒီဘိုင်းကဒီနေရာမှာရပ်နားသွားပြန်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါဆိုတော့ဒီနေ့အတွက်တော့ဒီလောက်ပါပဲဒါကတော့ from season 2ရဲ့အပိုင်း98ပေါင်းစာတင်ဆက်ခြင်းဖြစ်ပါတယ်တော်လီကောင်းနေဖြစ်တဲ့အတွက်နောက်နေ့မှာကျွန်တော်ဆက်ပြီးတော့အပိုင်းစာတွေလာအောင်ပါ iRed channel subscribe လို့ဘေးနားကိုခေါင်းလုံးနှိပ်ပြီးတော့စောင့်ကြည့်ပေးကြပါဦးတကယ်ကိုကောင်းတဲ့ series ဖြစ်တဲ့အတွက်လက်လို့မခံစေချင်ပါဘူး recap ကြည့်ပြီးရင်လည်းဇာကောက်အစားဆုံးသွားကြည့်လို့ရပါတယ် recap လေးတော့အရင် show လိုက်ပါဟုတ်တယ်မလား okay အဲ့တော့နောက်နေ့မှာပြန်တွေ့မယ်ခင်ဗျဒီနေ့မှာအစားဆုံးလိုက်ပါကြည့်စုအားပေးခဲ့တဲ့ချိန်မေးကြတဲ့ဘောရောက်တယောက်ချင်းတိုင်းကျေးဇူးတစ်ပွဲတင်ရှိပါတယ်ခင်ဗျကျွန်တော်အန့်ခင်မူပါ